ဟုတ်ကဲ့ဗျာမျိုးတွေအလုံးမင်္ဂလာပါနော်ကျွန်တော်ခေါ်တယ်ပြောတယ်နေကြိုသွားတယ်ခင်ဗျအဲ့မှာကျွန်တော်တို့နည်းနည်းလေးသုံးပြချက်လေးတစ်ခုချနေတဲ့စီမှာနော်မိုင်မိုက်ကြီးလောက်မဲမိုင်မိုက်ကြီးပြေးမယ်ဆိုတဲ့သုံးပြချက်တစ်ခုချနေတဲ့စီမှာနောက်ကြဟုတ်ကဲ့ပါကျွန်တော်မျိုးအောင်နေ နော် YouTube မှာလာတွေ့ရတာဝမ်းသာပါလေခင်ဗျကျွန်တော်တို့ချို့မျိုးတွေက YouTube မှာမှအစင်ပြေတယ်လို့ပြောတော့ကျွန်တော်က YouTube ကဒါနော်ဟုတ်ပါတယ် YouTube ကပဲအစင်ပြေမှာပါပဲကျွန်တော်တို့က Facebook တွေ ဗာရိယခဏသာပဲတုံးလို့ရတာတွေဖြစ်ပါတယ်နော်ယူကြီးကအဓိကကြပါတယ်ဗျာကဲပါတိခွန်တင်းနည်းအပိုင်းကိုင်းတာတင်းနည်းရတယ်ဟုတ်ပါဘို့ဗျာအရိယာလည်းပြောကျင်တာပါကျွန်တော်တို့အရိကျွန်တော်မျိုးကဒီမန့်ထားတာဒီနည်း ကျွန်တော်တို့စလိုက်ကြမယ်နော်နောက်ဟာရီကနောက်မှသွားမယ်ကျွန်တော်တို့အခုအပတ်တိုင်းဖြစ်နေတာက၃ရှစ်ပြည့် not like be တိုက်ဆိုင်မစစ်စင်းနေတော့ပါဘူးမျိုးတွေလည်းတည်ပြီးသားဖြစ်မှာပါအာ၃ရှစ်ပြည့်တော့၃ရှစ်ပြည့်ကို အပိုင်ကန်ပြီးလိုက်ဆိုရင်တော့အပတိုင်းအမျိုးမျိုးရမှာအဲ့ဒီမှာကြတာက ကျွန်တော်တို့ရှင်းပရိတ်ကတော့နောက်ကြတယ်သုံးပရိတ်ဒီကမင်းအနေနဲ့ကြတာများတယ်သုံးပရိတ်ဒီကကြတာများတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်မှာအပိုင်တွေမျိုးဆိုရင်သုံးရှိပရိတ်မှာနော် သုံးရှိပရိမာကျွန်တော်ကတော့ဒီအပတ်အတွက်ကတော့350ခွေကိုပူပြီး main ပေးခြင်းပါတယ်အဓိကအဲ့ဒီ30 3980ရှင်ငါအဲ့ဒီရမှာရှင်ငါအထူးမင်းရောကိုကျွန်တော်ကပြသခြင်းပါတယ်ခင်ဗျာ ဘာကြောင့်ဒီလိုပြောတယ်လဲဒီလိုပေးတယ်လဲဆိုရင်အဲ့ဒီတိချောင်းနိခွန်ခွေ38ပြိဋ္ဌေဒီဘက်မှာအာတာရာကအဲ့ဒီ3850အခွေ38ပြိဋ္ဌကအာတာပါလေနော်ကျွန်တော်တို့နက္ခတ်တီထက်ကြလာမယ်ဆိုရင်3950ကြားဖို့အာတာပါလေခင်ဗျာ ဒါပြီးရင်ဘော်တစ်ခုတည်းနဲ့မိုင်းမိုက်ကန်ကန်ထိုးမဲ့တလုံးနဲ့တကွက်သေးဟူပြေးဦးမှဖြစ်ပါလေ။ဘာဖြစ်ဖြစ်ကျွန်တော်မျိုးတွေကကျွန်တော်ကိုနော် subscriber လေးတွေနှိပ်ထားပေးဖို့ share လေးတွေလုပ်ပေးဖို့အဓိကလိုအပ်ပါတယ်ခင်ဗျာ like and share လေးတွေနဲ့ကူညီပေးဖို့နော်ကျွန်တော်တို့ဒီတစ်ပတ်မှာ အများသူငါနဲ့မတူအောင်အမျိုးတွေအတွက်အမျိုးစိုက်ပြီးဒီဘက်မှာညာရှိတာဒီကမှာနော်ကျွန်တော်တို့ဒီဘက်မှာဟလာတုံးခုမူတွေရှိတယ်တုံညာရှိမူတွေရှိတယ်ဟလာနိတိမူတွေရှိတယ်မူတွေမူတွေရှိတယ်ဒီကမှာအလုံးနဲ့မတူတဲ့ မူအဖြစ်သွားမယ်အကောင်းဆုံးလည်းဖြစ်စီရဆိုရင်ဒီဒီဘက်အတွက်အမျိုးတွေအတွက်ဒေဒိကျဲဖြစ်မဲ့မကြပ်တင်ခံမဲ့အကတော့တောက်ကြနေအလေထိုင်းပါဝါမူမိန်းကတော့အလေတစ်သုံးအာမူကြောင့်ကြမဲ့နော်အပိုင်း မမကိုဒီတပတ်မှာကျွန်တော်မျိုးတွေအတွက်အပိုင်ပေးခြင်းပါတယ်ခင်ဗျဒီမမဟာဒီမူနဲ့အမျိုးတွေအများကြီးရခဲ့ဘူးတဲ့မျိုးတွေအများကြီးပါเนาะဟုတ်ကဲ့ပါအဲ့ကြတော့ခုဘာဖြစ်မလဲဆိုရင်ဒီတပတ်မှာအလေအဲ့ဒီတောက်ကြနေအလေတိသုံးအာမူကြောင့်မမအပိုင်လာပါမယ်အဲ့ဒီမမတွေကတော့တိသုံးငါးခုကို အခွေ ဖြစ်ပါတယ်ကျွန်တော်ကငါးလုံးခွေပေးထားတာဘာလို့လဲအပိုင်ချစ်စီခြင်းလို့ပေးတာပါကျွန်တော်လေးလုံးအခွေဖြုတ်ပြီးပေးလို့လည်းရရတယ်ဒါပေမဲ့ကျွန်တော်ကဒီတစ်ပတ်မှာเนาะအမျိုးနေတွေအတွက်ဒီငါးလုံးအခွေပေးလိုက်တာအမျိုးတွေနောက်ဆုံး2ွက်3ွက်ထိရရစီခြင်းနဲ့မူစန္ဒရဲ့ နောက်ဆုံးမိန်းနေထိုးခြင်းဘိုက်စတာဒီဘက်မှာဝါမာလဲပြောပြီးသားပါကျွန်တော်တို့ရွေးချင်းစွာနဲ့ပြောဆိုခြင်းဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီဘက်မှာခက်ခဲလေးတွေကျွန်တော်တို့မှာအများကြီးကြုံတွေ့နေရလေးတွေရှိပါရဲ့ခင်ဗျာအရိယာလေးတွေရှိတဲ့အတွက်ကျွန်တော်အပေါင်းဖော်အတ္တိတွေနဲ့ညီကိုတွေနော် အတ္တဒီနဲ့မိတ်ဆွေအဟောင်းနေကိုအထူးပြောကျင်တာကတော့ဒီဘက်မှာ5 star တို့ကအမျိုးတွေအတွက်အပိုင်းတွေပေးထားတာရှိသလိုဒီဂရုမာလဲမိန်မွေးငါးခွဲအပိုင်းထိုးရမယ်အခွေရှိမယ်ဒီမှာလာပြီးအားပေးဖို့ကျွန်တော်တောင်းဆိုရပါတယ်ကျွန်တော်မှတချို့ခက်ခဲလေးတွေရှိရတာကျွန်တော် ဝင်းဝင်းလင်းလင်းနဲ့ကျွန်တော်မျိုးတွေကိုပြောပြတာပါဒါပေမဲ့အတင်းငါရောလာအားပေးဖို့မလိုပါဘူးစိတ်ဆန္ဒရှိမှလာခဲ့ပါယုံကြည်မှုရှိမှလာခဲ့ပါကျွန်တော်တို့ဂရုရဲ့ဝင်ကြီးတတောင်းခွဲနဲ့ဒီမျိုးတွေအတွက်အကျိုးရှိစေမယ့်ဟာကိုကျွန်တော်တိကျကြည်ထားပါတယ်မျိုးတွေအကျိုးရှိမဲ့အခွေတွေမိန်းမွေးတွေဖြစ်စေရပါမယ်လို့ပြောရင် လာရောက်အပီးဘူးကျွန်တော်နော်အမျိုးတွေကိုတောင်းဆိုရပါတယ်အဲ့ဒီမှာဒီဘက်မှာကျွန်တော်မျိုးတွေအတွက်ဒီဘက်မှာ39ခွန်9ဆိုတဲ့မမတွေကထက်လောင်းရွေးချယ်ပြီးခဲ့တာကဒီခွန်နဲ့3ဆိုတာမိန်းတေငနန်းဆိုတော့ဗာများ လူအပ်တိလူလေကျွန်တော်တို့ငါးလုံးအခွန်ဆိုမိန်းတေနဲ့ရွေးချယ်ပြီးတာပဲမလားများဖက်စတာရဲ့စီနာ ဗိုက်စားရုစီနာရဲ့မင်္ဂလမှုကြောင့်လဲအပတ်တိုင်းအမျိုးတွေအတွက်အကောင်းဆုံးနေနဲ့မကြောက်တင်ခံနေတာပဲဖြစ်ပါတယ်။ပြီးသွားတဲ့ဘက်ကဆိုရင်မိတ်ဆွေတွေအတွက်အကောင်းဆုံးဖြစ်စေမဲ့နိခွန်၃ညာ၅အခွေအပိုင်ပြီးခဲ့တယ်ချက်ချင်းထွက်ခဲ့တယ်။နော်တိချောက်၃၈ဂီးတွေနဲ့တိချောက်၃၈ဗရိတ်တွေနရဲတွင်းအကျိုးရှိစေမယ်ဆိုတော့၃ညာ၃ဆိုတာဒီ ချက်ချင်းလင်ငင်ရခဲ့တယ်။ငါတုံညာတုံအလဲငါတုံညာကြောင့်ငါတုံညာတုံကြီးတွေနဲ့ငါတုံညာတုံပြိတ်တွေငါတုံညာတုံအခွေတွေထွက်မဲဆိုတော့တုံညာတုံဆိုတာထွက်ခဲ့တယ်။နော်သုံးခွန်ဆိုတာတွေထွက်ခဲ့တယ်။တုံညာရှိဆိုတာတွေထွက်ခဲ့တယ်ဒီဘက်မှာကျွန်တော်မျိုးတွေအတွက်ကျွန်တော်တို့အကောင်းဆုံးနေလှုပ်ပြီးခဲ့တာပါ ဒီတည်းကမှဒီတုံညာခွန်ထွက်လာခဲ့ပြီဆိုတော့ကျွန်တော်မနေ့ကလိုက်ကိုသွားကြည့်ဖို့လဲကျွန်တော်အမျိုးတွေပြောကြည့်ပါတယ်ကျွန်တော်ကဒီဘက်ကတော့ကျွန်တော်ဒီမူပြဖို့ကအခက်အခဲဖြစ်သွားပြီဘာလို့လဲဆိုတော့ဒီဘက်ဖုံးမှပြလိုက်တာဆိုတော့နော်ဒီတုံညာခွန်တင်းလာနေမှာနက်ခတ်နဲ့ထွက်လာပြီဆိုရင် အပိုင်းအဘူးနဲ့ညီအကိုဆိုတဲ့စီမှာ ညီကိုအပိုင်ရွေးချယ်ခဲ့ပြီးတော့ညီကိုရော အပူရောထွက်ခဲ့တယ်ဒီမူဟာနောက်ပြီးတော့ကျွန်တော်ပြောတယ်နော်ကျွန်တော်အမျိုးတွေကျွန်တော်ဒီရဲ့မူကိုကျွန်တော်ချပြပေးထားပါတယ်မနေ့ကပြခဲ့တဲ့ကျွန်တော် Facebook Live ကိုတွားကြည့်ပေးပါအဲ့ဒီမှာဒီနက်ခတ်မူကြောင့်ခွန်ရှိကိုတုံညာအခွေရာအပိုင်ကြရမယ် ခုချီကုဒုံညာအခွေရရှစ်ဘူးလို့လဲကြခဲ့တယ်။ဒုံညာရှစ်လို့ကြပြီးတော့မကြသွားတာကဘာလဲဆိုရင်အဲ့ဒီမှာအသက်ကညီကိုခွန်ရှစ်ကိုရှစ်နဲ့90ဆိုတဲ့ကနန်းမကြခဲ့ဘူး။အဲ့ဒီဟာကိုဒီလာမဲ့တင်းလာအင်္ဂါမှာကြားဖို့အများကြီးရှိတယ်။ဒီမူကိုကြိုင်းနေတဲ့တဲ့ဆိုရင်မနေ့ကလိုက်ကိုတွတ်ကြည့်တော့မထား သိမ့်ထားပါနော်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါကျွန်တော်က5 star လေးရေးမှုပဲဖြစ်ပါတယ်ကျွန်တော် like ကို တွေးရှိတဲ့အမျိုးတွေအားလုံးဂျမ်းမာချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ကျွန်တော်ကနော်စုမုံကောင်းပေးလိုက်ပါတယ်နော်အဲကြတော့ဒီတစ်ပတ်မှာကျွန်တော်မျိုးတွေတွေ့ကျွန်တော်ကမမကိုအပိုင်ပေးပြီးတော့တစ်ခွန်နဲ့တစ်သုံးကို ရွေးချယ်ပေးထားပါလေအဲ့ဒီနေရာမှာတုံးရှိပြိတ်ဒီအပတ်တိုင်းကြနေတဲ့စီမှာဒီဘက်တွေအကောင်းဆုံးကတော့တုံးရှိပြိတ်ဆိုဒီတုံးရှိ50အခွေက33က80ရှင်ကအမျိုးတွေအတွက်အကောင်းဆုံးထပ်ဖြစ်လာလိမ့်မယ်လို့ဒီဘက်ရွေးချယ်ပေးပါလေဒါကဒီပေါ်နေမူရပေးတဲ့ဟာပါ လုံးလုံးကြီးအမျိုးတွေအတွက်ပိုင်ပိတခုနော်ပေးလိုက်ပါဦးမှာပါဒါကတော့5 star လေးရေမှုရဲ့စေတနာပဲဖြစ်ပါတယ်အရိယာကြလာခဲ့ရင်လည်း5 star ကိုမမိပါနဲ့လို့အထူးမှာကြားခြင်းပါတယ်အရိယာကတော့နော်ပါလေဆိုရင် ဒီတစ်ပတ်အတွက်အမျိုးတွေအတွက်ဖိုင်ရှာလူပညာကံပြမယ်ဆိုတဲ့ဘရိတ်ကတော့လေးဘရိတ်ပဲဖြစ်ပါတယ်အဲဒီလေးဘရိတ်ကိုမှ special တင်ထုတ်46နှစ်ကွက်သေးပါအများကြီးမဟုတ်ပါဘူးကျွန်တော်မျိုးတွေထိုးနိုင်မှာပါဘာလို့လေးဘိတ်အပိုင်ပြီးလဲ ရမ်းပြီးရင်မျိုးတွေပဲထိုးကျင်มาပဲเนาะမူရီစိုက်တွေနဲ့ဒီမှာကျွန်တော်မျိုးတွေထိုးကျင်มาပို့ဗျာဖိုင်စတာတို့ကလည်းဒီတစ်ပတ်မှာကျွန်တော်မျိုးတွေအတွက်ဒီလေးပူမမိုက်ကန်ကန်နဲ့အပိုင်ပေးမယ်လို့ဆိုတာလေညီကိုရီကြရင်လေးပရိဒီထွက်တတ်ပါတယ်အဲ့ဒီလူ ပြောပြီးတော့ကျွန်တော်မျိုးတွေ ဒီရှိချောင်းမှာအပိုင်ရကြခဲ့တဲ့အမျိုးတွေအများကြီးပါเนาะဒီနေ့မှာထွက်ပြောတယ်ဒီမှာရခဲ့ကြတယ်ကျွန်တော်တို့ရဲ့အခွေကလည်းပါတယ်เนาะအောင်မြင်မှုရခဲ့တာအလင်းညီကူတွေကြောင့်လေးပရိတ်ကြီးကြတ်ရပါတယ်ဒါကြောင့်မလို့လေးပရိတ်ပြီးတယ်နောက်ပြီးဒီဘက်မှာပေးထားတဲ့အလဲတုံးဒီလဲလေးဖြစ်လို့ဖိုင်စတာတို့မျိုးတွေအတွက် ရဲရဲကြီးပေးလိုက်တဲ့အခွေကတော့ဘရိတ်ကတော့လေဘရိတ်ဖြစ်ပါတယ်လေဘရိတ်မှာဘာမှမထိုးနဲ့40 68ပေးလိုက်ပါတယ်ဒါကတော့5 star လေရဲမှုပဲဖြစ်ပါခင်ဗျာ မျိုးရီအတွက်ဇေနာဒီနော်မင်္ဂန်ခဲ့ရင်အပတ်တိုင်းမကြောက်တင်ခံနေတာကကျွန်တော်မျိုးရီယုံမာတန်တရားချီးစရာမလိုပါဘူး အိုင်ဒီယာမှာခုနဖိုင်စတာကနော်ရူရှင်းစွာပြောခဲ့တဲ့အတိုင်ကျွန်တော်အမျိုးဟောင်းနေရောမေယူအစ်စ်တီရောနော်ကျွန်တော်မှာအခက်ခဲလေးတွေရှိတာတွေဖြစ်တဲ့အတွက်ဂရုမာမိန်မွေငါးခွက်ပါမယ်အခွေးပါမယ်လာရောက်အားပေးလဲပါအောင်လို့ကျွန်တော်ကဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဇိုတင်းကြီးလဲဒါစရာမလိုပါဘူးစိတ်ဝင်စားတယ်မူတွေနဲ့တီးရမယ် နော်အပီးကျင်နေစုမလာရဲပါလို့ဖိတ်ခေါ်အပ်ပါတယ်နော်ဒီမှာလဲဒီဘတ်တွေထူကြစာနဲ့အခွေကိုအပတ်တိုင်းနော်ဦးစားပေးပြီးခဲ့တဲ့စီမှာဒီတစ်ဘက်မှာဦးစားပေးရာငါးခွက်တော့မိန်မွေးကနန်းကိုဦးစားပေးมาဖြစ်ပါတယ်အဲ့ပြီးမှအခွေကိုပေးมาဖြစ်ပါတယ်ခင်ဗျာဒါရောက်အပီးလဲပါလို့ပြောရင်းနဲ့ တို့ရဲ့ like ကို တွေးရှိတဲ့မျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးလူရင်ဆန္ဒစီပြည့်စုံပါစေလို့ဆုတောင်းပေးရင်းနဲ့နော်ကျွန်တော်တို့ဒီတစ်ပတ်လဲဘာတွေနဲ့မကြောက်တင်ခံမလဲဆက်လက်ပြီးတော့ကြီးစုကြပါဦးလို့ပြောရင်းနဲ့အားလုံးမင်္ဂလာညပါခင်ဗျာ